ကောင်းကြောင်းကိုအမေဟာဒုက္ခတို့ဘုန်းကြီးကြောင်းအရင်ဘုန်းကြီးကတစ်ချက်ခေါက်နောက်ဘုန်းကြီးတစ်ချက်ခေါက်တယ်တော်ဗျာအရင်ဆိုးကတစ်ခါဆိုးနောက်ဆိုးကလို့မပြောဘုန်းကြီးပဲပြောတယ်ဘုန်းကြီးပဲပြောခါတာကိုတို့ဘုန်းကြီးတော့ဗာအနန္တဘုန်းကြီးတော့ဗာပင်လယ်ဝဓမ္မဂရိကပူဆိုးသဗျာမလေးဟာအော်ဒုက္ခလောဘကြီးတော့လေဘုန်းကြီးဘက်ကပဲဘုန်းကြီးရှင်များတို့ရဲ့ အရင်ဘုန်းကြီးတစ်ချက်ကောက်ရင်နောက်ဘုန်းကြီးနှစ်ချက်ကောက်တယ်တဲ့အရင်ဆိုးကတစ်ခုတစ်ခါဆိုရင်နောက်ဆိုးကနှစ်ခါဆိုးတယ်အဲ့လိုဥပမာမပြုတ်ဘူးအဲ့တော့ရင်ဒုက္ခတခုနောက်ဒုက္ခပိုဆိုးတယ်ပြောပါတော့တာခလေးတယောက်မွေးပြီးတဲ့မင်းတို့ဝဲပြောတာလေခလေးတယောက်တရေရလိုက်တဲ့နဲ့ဒီနေ့ကိုမျက်စောင်းတင်းရင်ကိုသုံးခါထိုးတယ်ဆိုရင်၁၀ယောက်မွေးရင်စဉ်းစားကြည့်ပါလား၉လဆိုရင်အခါ290လေ290ယောက်ဆို1900လေအဲ့ဒါမပြောဘူးဗျာအရင်ဘုန်းကြီးတစ်ချက်ကောက်ရင်နောက်ဘုန်းကြီးနှစ်ချက်ကောက်မယ် ဒုက္ခီဒုက္ခီဒုက္ခပရတိဖရာတော်ရင်ဆိုးဝဆိုးတယ်အရင်ဖုန်ကြီးဆိုးတယ်အရင်မိမဆိုးတယ်မပြောဘူးမူလဒုက္ခနဲ့နောက်ဒုက္ခဒီလိုသွားတယ်အရိယသစ္စာအရိယရဲ့အမြင်ကဒုက္ခီဆင်းရဲနေတဲ့ကမှာဒုက္ခံချမ်းသာကိုပတ်ပတ်ရတိတောင်းတတယ်ဒုက္ခီချမ်းသာလာပြီဆိုရင်ဘေယောပိအိစတိပို့လို့လူချင်းတဲ့ this is a တဏ္ဍာဘုရားတဏ္ဍာလည်းပြထုတ်